ကျွန်တော်နေထိုင်တဲ့ကဘာကြီးကတကယ်တော့မလုံးပြသူကပြားနေပြီးတော့ကောင်းငင်အမိုးခုံပေါ်နေအုပ်ထားတယ်ပြီးတော့ကဘာကြီးရဲ့ဒေါင်းပပက်လင်မှာရေခဲနေရင်ကြီးကာပြီးတော့နာစာကျွန်တော်တို့ကိုလိမ့်နေလို့ပြောရင်ကျုံမလားအခုလက်ရှိ2025ခုနှစ်ကျွန်တော်တို့လူသားတွေ rocket တွေနဲ့အာကာသကိုလွတ်တင်နေနိုင်ပြီ satellite တွေကလည်းကဘာကိုလက်ပတ်သွားနေနိုင်ပြီကဘာတစ်ဖက်တစ်ချမ်းကနေ video call ခေါ်ပြီးဆက်သွယ်နေနိုင်ပြီပေါ့နော်ဒါပေမဲ့အချို့လူတွေကကဘာကြီးပြားနေလို့ယုံကြည်နေကြတော့မယ် ဘာဖြစ်လို့ဒီလိုယုံကြည်ကြရလဲသူတို့ရဲ့ကဘာကြီးပြားချောင်းပြားတဲ့တက်တွေကတော့ဘာဖြစ်မလဲတကယ်ရောဖြစ်နိုင်ပါမလား brain power ကနေ challenge ကျိုးစိုးလိုက်ပါတယ်ဒီနေ့မှာတော့ကဘာကြီးပြားမပြားကျွန်တော်နဲ့အတူလေ့လာကြည့်လိုက်အောင် နံပါတ်၁ flat other ရဲ့ဘာယုံကြည်ကြရလဲ flat other တနည်းအားဖြင့်ကဘာပြားတော်ယုံကြည်တဲ့သူတွေကကဘာကြီးလုံးနေဆိုတော့လုံးဝမယုံကြအောင်အဲ့ဒီစားကဘာကြီးကပြားပြီးတော့ဘေးပပလန်မှာကြီးမားတဲ့ရေကန်းနိုင်ငံကြီးတွေနဲ့ကာယန်တားတယ်လို့ယုံကြည်ကြတဲ့ပြင်အဲ့ဒီနိုင်ငံကြီးတွေကကျွန်တော်တို့အခုပြောပြောနေတဲ့အနာတိကတိုက်ပဲပြီးတော့မြောက်ဝင်ငွေဇုံကလေတဲတဲမှာလည်းရှိနေတယ်ပြီးတော့နေနဲ့လကကျွန်တော်တို့လက်ရှိသိတာတက်သေးငယ်ပြီးတော့ spotlight တွေလိုမျိုးပြားနေတဲ့ကဘာပေါ်မှာပပလန်လဲပတ်နေတာသူကကျယ်ရီကလည်းကောင်းဝင်အမိုးခုံးမှာရှိနေတယ်ပြီးတော့အာဂါဒလာအဲ့ဒါရေလုံးဝလုံးဝ fake ပဲ သူတို့ပြောပုံရဆိုတော့ NASA ဒီလိုအတုရောင်အာကာသတပ်ပုံတွေဗီဒီယိုတွေအသုံးချပြီးတော့လူတွေကိုကဘာကြီးလုံးနေဆိုပြီးလိန်ညာနေကြတာတဲ့လူသမိုင်းမှာအကြီးမားဆုံးဖုံးဖိမှုတစ်ခုကြီးလို့တော့သူတို့ပြောကြတယ် တို့ကဒီယုံကြည်မှုကိုဘာနဲ့တသက်ပြလဲဆိုရင်ကဘာမျက်နှာပြင်ကအမြဲတမ်း flat ဖြစ်နေလို့ပြောတယ်။တို့ပြောပုံရပင်လယ်ပြင်ကြီးကိုကြည့်လိုက်ပါတော့။ရေပြင်ကဘယ်တော့မှမကွေးသွားဘူး။အမြဲတမ်းဖြောင့်တန်းနေတယ်။လေပြင်းမောက်ကလည်းကြည့်နေမှာကွေးသွားရဆိုတော့တခုမှမမြင်အောင်။ဒါဆိုရင်ဓာတ်ကိုတကယ်လာပါတော့။တကယ်ဆိုတော့ကဘာကြီးရဲ့ site ကအရန်ကြီးရဲ့အတွက်ကြောင့်မလို့လူတယောက်ရဲ့အရက်အမြင့်နဲ့မြင်းကွေးကိုမြင်ရဖို့ဆိုတော့လုံးဝဖြစ်နိုင်။ကဘာကြီးလုံးချောင်းတို့မို့မြင်းကွေးကိုမြင်ရဖို့အတွက်ဆိုလို့ရှိရင်တော့အမြင့်ပေ3000ခွဲနဲ့အထက်ကနေကြီးမှမြင်းကွေးကိုတဖြည်းဖြည်းနဲ့အစမြင်ရပါလိမ့်မယ်။ဒါမှမဟုတ်လေတိကျတိကျ တဲ့အတိုင်းညာတစ်ခုနဲ့တေးချတိုင်းကြီးမှာပဲတိပါလိမ့်မယ်မျက်လုံးနဲ့သွားတိုင်းနေနော်မြင်ကိုရဘယ်တော့မှမြင်မှာမဟုတ်ပါရေပြင်းကြီးမြင်းကအမြင်နဲ့ဖြောင့်တန်းနေသူတို့ကကဘာကသာလုံးနေမယ်ဆိုရင်ရေတွေကရှန်ကြနေမှာပဲရေဆိုးတဲ့သဘောကကွေးမသွားဘူးအဲ့ဒီအချက်ကိုကြည့်ပြီးကဘာကြီးကပြားနေလို့တက်တက်ပြားတယ်ဟုတ်လေဟုတ်တာပေါ့နော်ရေကကွေးသွားတယ်ဆိုကျွန်တော်တို့တခါမှကြောက်ဘူးတကယ်တော့ gravity ရဲ့ဆွဲအားကဘာကြီးရဲ့အလဲဘိုချက်ကိုဆွဲငင်နေတဲ့အတွက်ကြောင့်မလို့ဒီ water level ဆိုတဲ့အရာကကဘာဘိုချက်အကွာဝန်းနဲ့ချိုးညိပါတယ် flat line မဟုတ်ပါဘူး။ပင်လယ်ရေမြစ်နဲ့ပြင်ကကဘာကြီးရဲ့အစွဲအားနဲ့ပပက်လေကိုတေးချာချာတက်ရက်လက်ပဆိုကွေးနေရပါ။ကဘာကိုတကယ်ရိုက်ကူးတာတပုံဆိုမရှိဘူးလေ။တို့ပြောမောရဆိုရင်ကျွန်တော်အခုလက်ရှိမြင်နေရတဲ့ကဘာလုံးပုံတွေက CGI နဲ့သုံးပုံဖြည့်ညက်ကလုတ်ပြီးတော့ပြုပြင်ထားတဲ့ပုံတွေလို့ပြောကြတယ်။တိန်တွေကိုကြည့်လိုက်ပါလား။တပုံတပုံတူမနေဘူး။ continent ဆိုရဲတော့တိုက်တယ်ပေါ့နော်။အဲ့ဒါလည်းကြည့်လိုက်ပါလား။တခုနဲ့ကူမတူနေဘူးလို့ပြောကြတယ်။တကယ်တော့ဟုတ်ပါတယ်။ဒီပုံတွေကကြည့်လို့ကောင်းအောင်အယောင်တွေတင်မယ်၊ကြည်လင်ပြက်သားအောင်လုတ်ထားပါတယ်။ဒါပေမဲ့အရန်များပြားတဲ့ satellite တွေကကဘာပတ်လိုင်းကြောင်မှရှိနေပြီးတော့ကဘာလေပတ်နေတာ real-time ဒါရိုက်တော့ကြည်လို့ရအောင်တော့ထုံးလွှင့်ပေးနေပါတယ်ဒီခုနှစ်ထဲမှာလည်းဆက်လက်လိုက်ပေါင်း1900လောက်တော့ရှိနေပြီနောက်ပြီးတော့အခုဆိုရင် Space Store လိုမျိုး private company တွေလည်းပေါ်လာပြီးတော့ weather satellite တွေကလည်းဒီတိုင်းပဲပြနေရော NASA တစ်ဖွဲ့လည်းနေရတော့မဖြစ်နိုင်ဘူးလို့ထင်ရမှာနော် Antarctica တက်ကရေကန်းနိုင်ငံကြီး Flat Earth တွေယုံကြည်ထားတာက Antarctica တက်ကကဘာရဲ့ပပတ်လေကိုကာယံထားတယ်ပင်လယ်ရေတွေကထွက်မကြအောင်နော်ရေကဲတတိုင်းကြီးလိုမကာယံထားတယ်လို့ယုံကြည်ထားကြတယ်သူတို့ပြောတာကအစိုးရကသူတို့ကိုကဘာရဲ့အစုံကိုမြန်မာဆိုးလို့အဲ့ဘက်ကိုမသွားခိုင်းလို့ပြောတယ်တကယ်တော့ဟုတ်ပါတယ်အစိုးရက တော်ခိုင်းပါအနာတိကတိုက်ကလည်းဝင်ခွင့်ရဖို့အရန်ခက်ခဲပါတယ်ဘာလို့လဲဆိုတော့အရန်အနေနဲ့များတာရတကြောင် international treaty ကိစ္စရောက်ရောက်လည်းပါတယ်ဘောတော့မြန်မာလိုပြောမယ်ဆိုတော့နိုင်ငံတကာအစာချုပ်လိုပဲပြောမလားဗတိန်ညွန်းလိုပဲပြောမလားဆိုတော့ US နဲ့ Russia အပါအဝင်နိုင်ငံပေါင်း90ကျော်ထုတ်ဆိုထားတဲ့အစာချုပ်တွေဘောတော့ဒီစာရုပ်ထဲမှာအနာတိကတိုက်ကဘယ်နိုင်ငံရဲ့အပိုင်မှမဟုတ်ဘူး share continent အနေနဲ့ တတ်မှတ်ထားတယ်။ဒီနေရာကငြိမ်ချိန်ရေးအတွက်ပဲရွေထားပြီးတော့ scientific research တွေဥပမာရာသီဥတုနဲ့ပတ်သက်တာတွေလေ့လာတာတွေတဘာဝတာယာဒရိတ်ဆန်နေနဲ့ non space weather စသဖြင့်လေ့လာတာတွေပဲလုပ်ကြတယ်။စတန်နဲ့ဆိုင်တဲ့ activity တွေ mining လုပ်တာတွေနော်အခြေချနေထိုင်တာတွေရောလုံးဝလုံးဝ ban ထားတယ်။ဒါ scientist တွေနဲ့အခြားလေ့လာသူတွေကနေ့တိုင်းသွားကြပါတယ်။ကဘာရဲ့တောင်းဆိုမှုဘယ်သူမှလည်းမမြင်ခဲ့ကြပါဘူး။ damn ကျွန်တော်ကျွန်တော်ကျွန်တော်ကမြင်စေချင်ခဲ့ရတော့ကပိုင်တောင်းတော့ gravity ဆိုတာတကယ်မရှိတချို့တွေက gravity ဆိုတာအောက်ဘက်ကိုဆွဲနေရမဟုတ်ဘူးအမှန်တော့9.8 meter per second square နှုန်းနဲ့ကြောင်းမြတ်အပေါ်တက်နေတာစန့်ကျင်ဘက်တွန်းထုတ်နေလို့ယုံနေဖွဲ့ရသက်သက်ကိုရှိတယ်တကယ်တော့အဲ့ဒါတွေကအမှန်သာဆိုရင်ကျွန်တော်တွေကအားလုံးက light speed အ limit နီးပါးနဲ့ပြွေလျားသွားလာနိုင်မှာပဲချိုပက်လမ်းကြောင်းတွေဒီအတက်ကြတော့တချို့လေးလံတဲ့ပစ္စည်းပြုတ်ကြတဲ့အခါမှာပို့ပြီးမြန်လာတယ်စားတဲ့ကိစ္စတွေကတော့ဖြေရှင်းချက်မရှိတော့ဒါပေမဲ့ gravity နဲ့ဆိုတော့ဒီ စ္စတွေအားလုံးရှင်းသွားပါပြီ NASA ကအကုန်လုံးကိုလိန်ထားတယ်ဒီကိစ္စတော့နည်းနည်းကြီးရယ်နော် flat earth တွေယုံကြည်ထားကြတာကအစိုးရတွေနော် scientist တွေဒီအမှန်တရားကိုလူတွေသိမှာဆိုလို့ဖုံးဖိထားတယ်လို့ယုံကြည်ထားကြတယ် maybe ရန်ပုံငွေကိစ္စတို့ control နော်လူတွေကိုနောက်ကွယ်နဲ့ချုပ်ကန့်ခြင်းတဲ့ကိစ္စရဲ့ကြောင့်ဖြစ်မယ်ပေါ့နော်စသဖြင့်တွေးကြဒါပေမဲ့မေကွန်းကနိုင်ငံတိုင်းတော့နောက်ဆုံးရန်သူနိုင်ငံတွေအစုံဒီအလင်းညာကြီးကိုစေစုနဲ့ချီပြီးတော့တောင်းပေါ့နော်သဘောတူပြီးလိန်နေကြတာကဒါတော့ထဲမတွက်ထားကြဘူးထင်တယ်နော်အမှန်တရားနဲ့သိပ္ပံပညာကျွန်တော်ပြောနေတဲ့ကဘာကြီးကလုံးဝနေတဲ့ဆက်လုံး င်းပုံစံရှိပြီးတော့ဝင်ရိုးစွန်းတွေမှာလည်းအနှဲငယ် squish နောင်ဖြစ်နေရမျိုးတွေရှိတယ်။အရင် perfect ဖြစ်နေတဲ့ spear အလုံးကြီးတော့မဟုတ်ဘူး။ oblate spear right ဘာလို့တနည်းအားဖြင့် geoid လို့လည်းခေါ်ကြတယ်။ပုံစံကမညီမညာဘူးအထက်အတုံးတွေနဲ့တချို့နေရာမှာအနှဲငယ်ပြားနေတတ်တယ်။ဒီအရာရအလုံးယုံကြည်မှုတစ်ခုအနေနဲ့သိရမို့တက်တည်တွေကြောင့်သိရဖြစ်ပါတယ်။တမောတွေကခြေပင်ညီနေထားမှာအောက်ဘက်ကစိုက်ပြီးတဖြည်းဖြည်းနဲ့ပျောက်ွယ်သွားတာနော်ကဘာကြီးကိုရကြပေါ့။နောက်တစ်ခုကကဘာကြီးရဲ့ကိုေးကြောင်းနဲ့ပြီးတော့လေပတ်မှုတွေကြောင့် time zone တွေရှိလာတာတွေ satellite တွေလမ်းကြောင်းကိုခက်မှန်ဖို့ကဘာဆက်လုံးတဝိုင်းမှာဖြစ်မှခက်မှန်လို့ရတာ တွေပြီးတော့ astronaut တွေခုနကပြောနေတဲ့ private company တွေပြီးတော့ဒီလိုမျိုးအပျော်တန်းလွတ်တင်တဲ့လေပူပေါင်း weather balloon တွေရဲ့ camera တွေကနေတစ်ဆင့်အောင်မှာကဘာကြီးရဲ့မြင်ကွင်းကိုစပြီးတော့မြင်နေရပဲ gravity ဆိုတဲ့အရာကဘက်ပေါင်းစုံကနေအလဲပဟိုချက်ကိုညီတူညီမျှဆွဲငင်နေတယ်ဆိုတာလည်းကဘာကြီးလုံးနေမှာတိတ်ပဲရှိရတယ်နော်ဒါဆိုရင်လူတွေကဘာလို့ပြားတာကိုယုံသေးရလဲအဲ့ဒါက science ဆိုတာထက်ယုံကြည်မှုနဲ့ပဲဆိုင်ပါတယ်ဒီ flat earth ယုံကြည်မှုကအာနာဝတော်လန်ဆန့်ကျင်တဲ့သင်္ကေတလို့ပဲပြောမလားလူတွေကအစိုးရသို့မဟုတ် corporation တစ်ခုခုရဲ့လေ ်ညာမှုတစ်ခုကိုသိပြီဆိုတာနဲ့အရာအလုံးတန်မြတ်အစာပဲဖြစ်လာတာပဲပြီးတော့ online မှာဒီလိုယုံကြည်တဲ့ community တစ်ခုကိုရှာမယ်ပြီးတော့ပြောကြမယ်ချစ်မင်းယူနေရမဟုတ်ဘူးနော်မင်းဟန်ယူနေရမဟုတ်မင်းကိုညံအလင်းကဖွင့်ပြလိုက်တာအဲပြီးတော့ဒီလိုယုံကြည်မှုတွေကအချက်လက်ကောင်းကောင်းရှိပြီဆိုတာနဲ့ပို့ပြီးခိုင်မာလေပို့ပြီးပြောလို့ကောင်းလာလေပဲမင်္ဂလာ art နောက်ကွယ်က psychology မိကုန်းတွေမိတတာကလူတွေရဲ့သဘာဝပဲကျွန်တော်တို့ကိုယ်တိုင်ကလျှို့ဝှက်ထားတဲ့အဖြစ်တွေကိုအရန်ရှာဖို့ခြင်းညာအဲ့ဒါတွေကဒီလိုလျှို့ဝှက်စမ်းကြတဲ့ story တွေမှာကိုကိုကို hero တောင်လို့ခံစားစေတယ် ရိုးသားသားပြောလိုက်အောင်ဗျာအာကဘာကြီးကိုကျွန်တော်ကြာဘူးနေကြပုံစံထက်ဒီလိုမျိုးမြင်အောင်ကြည့်ရတာပုံပြီးဆက်လို့ရှာဖို့ကောင်းတာအမှန်ကန်ပဲဒါပေမဲ့ဒီလိုတိကျင်စိတ်တွေကအသွားနှစ်ဖက်ပါတယ်တောင်းလို့ပဲကျွန်တော်တို့ကအရာရာအားလုံးကိုတန်တရားဖြစ်ပြီးမေးခွန်းနဲ့ရှောက်တုတ်ဘာမှမယုံတော့တဲ့အချိန်မှာသူများပြောသမျှ conspiracy ကိုကုံကုံရှိသမျှလိုက်ယုံပြီးအဆုံးသက်သွားတတ်တယ် မချောက်ကျွန်တော်မြင်ယူရိုသားပြောမလားကျွန်တော်တကယ်နားလေဒါမျိုး flat out theory ကအရန်ဆွဲဆောင်မှုရှိအရန်အရန်ကိုဆွဲဆောင်မှုရှိဆွဲဆောင်မှုရှိခဲ့ဆိုတာလဲမန်ကန်နေလို့တော့မဟုတ်ဘူးတကယ်အဖွဲ့အစည်းရဲ့ယုံကြည်မှုတွေကဘလောက်တောင် powerful ဖြစ်လဲဆိုတာပဲ လူတွေက conspiracy ကိုသဘောကျကြတယ်ဒီလိုသဘောကျရတာကလည်းသူတို့ရဲ့စိတ်ထဲမှာကိုကိုကို special ဖြစ်တယ်လို့ခံစားလို့ပဲသူများမမြင်တာတော့မြင်တယ်ဆိုရက်သဘောမျိုးပေါ့နော်ဒီကိစ္စတွေကိုကျွန်တော်တကယ်ကြောက်လာပြတော့မှဆိုကြတော့ကြပြီပေါ့နော်အရင်စိတ်ဝင်စားသွားတာကျွန်တော်ဆိုအဲ့အကြောင်းကိုတွေးပြီးတော့နော်လုံးဝကျွန်တော်တို့ည special ကိုဆွေးနွေးတာဖြစ်အောင်သူတို့ပြောတာအေးပဲရှိရောဟာ NASA မြေဝင်ရောဘာညာလဲနော် flat earth တွေရဲ့ fact တွေကလည်းနော်စဉ်းစားကြည့်လိုက်ရင်တော့နော်ဒေးဗစ်ရှိအောင်နော်ကျွန်တော်ဘာအခုဒီလို research ပြန်ပြန်တွေးရော်လဲနော်စိတ်တော်ပကောင်းပေါ့နော်မပြလို့ပေါ့ ဆိုတော့ဒါပါပဲ brother တို့ရောကဘာကြီးရဲ့ shape ကိုဘယ်လိုရှိမယ်ထင်လဲ NASA ကရောကျွန်တော်တို့ကိုတကယ်လိမ်နေရလို့ထင်လားနေပေါင်း rocket တွေလွတ်တင်ချောင်းချောင်းမတက်တော့ဘူးလေကိုင်းနေရတာဘာကြောင့်ဥမာ producer အလုံးမော sky dome ကြီးရမြောက်ကဘာကြီးကိုအုပ်ထားလာပါတော့နော်ထောင်ထဲမှာတွေ့ကြ